ွယ်တခုရတဲ့အချိန်မှာတော့ကျွန်တော် it's time ပေါ့နော် it's time for now အချိန်တန်ပြီပေါ့အဲဒါကြောင့်ကျွန်တော်လုတ်ဖြစ်တာပါခင်ဗျာကျွန်တော်ကတော့ကျွန်တော် messenger မှာလာလာစရတယ်ခင်ဗျာနောက်တစ်ခါမေးရင်တော့မဖြေနေတော့တွေပါတယ်ဟုတ်ကဲ့ပါလို့အဲ့လိုပွဲတွေပါပါရောရဆိုလို့ရှင်ဒါ just a just a moment မှာအခိုက်အတန့်တစ်ခုပါပဲခင်ဗျာသူအချိန်တန်လို့ရှင်တော့ပြင်ရောက်လာမှာပါလို့ င်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပေါ့နော်ဒါကျွန်တော်ကြောက်မြင့်ရဲ့နာအယောင်ပြပွဲပေါ့နော်အဲ့ဒါလက်တက်ရောက်ဖြစ်တတ်ပါခင်ဗျာ special guest အနေနဲ့ကျွန်တော်လာပြပွဲနဲ့ပတ်သက်လို့ကျွန်တော် preparation တွေအများကြီးလုပ်ထားပါတယ်ခင်ဗျာ just like oh ကျွန်တော်အခု beauty ဘိုင်းတွေမကောက်ဘူးပေါ့နော်ဒီ brain ဘိုင်းနဲ့ကျွန်းနေဘိုင်းနဲ့ပတ်သက်တဲ့အရာတွေ pin stage performance တွေ catwalk performance တွေ posing တွေကျွန်တော်အများကြီး prepare လုပ်ထားပါတယ်ခင်ဗျာ supervisor ဘလို့အင်က join ပြတာလဲဆိုတော့ဒါကျွန်တော်ငယ်က email တစ်ခုပေါ့နော်ကျွန်တော်အသက်ပိုင်းခြားတစ်ခုမှာပေါ့နော်ငယ်တုန်းကကျတော့ကလေးဆိုတဲ့ခါကျတော့အသက်ငယ်တုန်းကကျတော့ကိုယ့်ကိုမဖြစ်နိုင်ဘူးဆိုမှ confidence တွေရောညှိနှိုင်းခဲ့ရပေါ့နော်အခုအ သက်အရွယ်တခုရတဲ့အချိန်မှာတော့ကျွန်တော် it's time ပေါ့နော် it's time for now အချိန်တန်ပြီပေါ့အဲဒါကြောင့်မို့ကျွန်တော်လုတ်ဖြစ်တာပါခင်ဗျကျွန်တော်ကကချင်ပြည်နယ်မြစ်ကျင်းသားပါခင်ဗျအဲကျွန်တော်ကတော့ဘယ်လိုပြောမလဲကလေးဘွားကလေးရပေါ့နော်အဲလို TV ကြီးကြည့်ရင်ကျွန်တော် YouTube တဲ့တချင်းနေဆို live ဆိုတယ်အဲလိုအိမ်ကတွေကမလုံနဲ့ပြောလဲကျွန်တော်မရအောင်အဲလိုပေါ့အာပြီးရခါကျတော့အမကျွန်တော်ကျွန်တော်ကပေါ့နော် star တယောက်ဖြစ်ချင်တာဗာညာအဲငယ်တုန်းကဆိုအဲလိုတအားပြောတယ်ကလေးတုန်းကဆိုတအား YouTube တာ ကြီးလာတဲ့ခါကျတော့အဲကျွန်တော်အလုပ်လေးပါလေလုပ်ရင်းနေတော့ခဏရောညင်လိုက်တယ်အခုအတက်ရဲ့ပါချာတစ်ခုမှကျွန်တော်အခုပြင်ဆင်စရာရှိတာပြင်ဆင်ပြီးတော့ကျွန်တော်လာတာပါခင်ဗျအိမ်ကတော့ကျွန်တော်ဘောနော်သူတို့ကတော့ဘယ်လိုပြောမလဲကြောင်းတက်ပြီးတော့ဘောနော်အခုမိဘတွေတော်တော်များဖြစ်စေခြင်းတဲ့ပုံစံပေါ့နော်အဲပွဲယူပြီးရင်အလုပ်လုပ်နိုင်ငံခြားထွက်အဲအဲ့လိုပဲလုပ်စေခြင်းတာကျွန်တော်ကတော့အဲ့လိုမဟုတ်ဘူးဒီကကို local ထဲမှာပဲနေခြင်းနဲ့ပြီးလို့ရှိရင်တော့ဟိုဘယ်လိုပြောမလဲကို local ထဲမှာဒီပြည်တွင်းမှာပဲအလုပ်လုပ်ခြင်းတာပေါ့နော်ပြီးခါကျတော့ပြီးရင်ကိုယူ ဝါနာဘာကလည်းအမှုပညာဆိုတဲ့ခါကျတော့အာသူတို့တားလို့ရှင်လဲကျွန်တော်အသက်ရပိုင်းခြားတစ်ခုရောက်တော့လဲကိုဝါနာဘာရဲ့ຢာကိုပဲရွေးချယ်ပြတာပါအများကြီး negotiate လုပ်ရတာမျိုးတော့မရှိပါဘူးခင်ဗျာကျွန်တော်အစောကတည်းကအိမ်ကိုကျွန်တော်ကျွန်တော်ဖြစ်ချင်တဲ့အကြောင်းလေးကျွန်တော်ပုတ်ပွင့်လင်းပြောပြခဲ့တဲ့ခါကျတော့အဆင်ပြေခဲ့ပါတယ်အရင်ဆုံးတော့ကျွန်တော်အမှုပညာမလုပ်ခင်တော့ကျွန်တော်စီးပွားရေးပါလေလုပ်ခဲ့ရတယ်ခင်ဗျာအာပြီးရခါမှာစီးပွားရေးပါလေလုပ်မှာသူတို့ထောက်ပံ့တဲ့ခါကျတော့အာ ီကလေးရပါတော့သူချပေါ်တူရက်တည်နိုင်ပြီဆိုမှသူတို့ဆရာယုံကြည်မှုအရင်ယူတယ်ယူပြီးရဲ့ခါကြမှာကျွန်တော်လုပ်ချင်တဲ့အရာကိုကျွန်တော်ကတဖြည်းဖြည်းပြောင်းလုပ်ခဲ့တာပါခင်ဗျာစူးစမ်းပေါ့အစအစတေချာပြေးစင်ပြီးမှတော့အခုတော့အဲ့လိုတော့အဲ့လိုပဲမာတော့ခင်ဗျာအခုကျတော့သူတို့ကကျွန်တော်ကအားပေးနေတာဘိုင်လမ်းမျိုးရတည်တဲ့ဆဲခါကျတော့ကျွန်တော်ကိုဘယ်လိုပြောမလဲကွာအဲ့လိုမျိုးတွေအများကြီးမရိုက်နဲ့တခြားအလေးလည်းရိုက်ပြီဆိုတော့အဲ့လိုအင်ကြီးလေးပါလေးနဲ့လက်လာပါလေးလည်းရက်ပြီးတင်ပေါ့ကျွန်တော်ရိုက်ထားတာရှိပါတယ်ခင်ဗျာအခုနောက်ပိုင်းကျောင်းရှေ့ formal coat လေးတွေနဲ့အဲ့လို rare princess sun လေးတွေအဲ့လို shoe လေးရိုက်ထားတယ်အများကြီးရှိတယ်ကျွန်တော်ချပြပါမယ်ခင်ဗျာ ဆက်စကားဘယ်လိုရှိလဲဆိုတဲ့ခါကျတော့ဒါပေါ့နော်ရတာတစ်ခုပါပဲလို့ပြောချင်ပါတယ်ခင်ဗျာရတာတစ်ခုပါပဲဆိုတာဒါပေါ်ပင်တစ်ခုပဲပေါ့နော်အာဒီဒီတပတ်လောက်မှာသူ hot သွားတယ်ဆိုလို့ရှိရင်နောက်တပတ်လောက်နေလို့ရှိရင်ကပြောင်းချိန်သွားတာပါပဲအာတဘောကြလားဆိုတော့ကျွန်တော်ကတော့50 50ပါပဲခင်ဗျာအဲ့လိုမျိုးအဲ့ဘက်မှာ enjoy ဖြစ်နေတာမျိုးတော့မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တရားကြောင့်အားပေးတာမဟုတ်ပဲねကျွန်တော်ဒီမလားသူ တူတူဆိုတာလေးကိုကြိုက်လို့အားပေးရမျိုးဖြစ်စေချင်တယ်ခင်ဗျာတို့တို့တော်တော်များပြောတာတော့ကျွန်တော်ရဲ့ tattoo ရဲ့ဒီမျက်နှာတွေခင်ဗျာအဲ့ဒါအဲ့ဒါကိုပြောကြပါမယ်ကျွန်တော်ကပြန်ပွဲ result ကိုပြန်ပွဲမှာရခဲ့ result ကိုကျွန်တော်ကတော့အပြည့်အဝခံယူရမှာပါအဲ့လိုမျိုးကြီးကိုယ့်ကိုယ်တော့ကိုယ့်ကိုယ်တော့မှန်းထားတော့အမြဲတမ်း the best player man နဲ့ဘာလို့ရင်းလောက်မှန်းမှဒူးလောက်တင်တာဆိုရဆိုဆိုယူစကေဘုံကလည်းရှိသေးရလိမ့်နော်အဲ့ဒါကြောင့်မို့ပေးချက်လောကရတယ်နော်မဟုတ်ရှယ်ပြင်းရှယ်ပြင်းမှုဆိုတော့လေဒီမှာနေရာတိုင်းတော့ရှိတယ်ခင်ဗျာ အဓိကအားဖြင့်တော့ဒီမလားအရာဟိုကြိုတပြင်ဆင်ပြီးမှလုပ်လို့ရှိရင်တော့အစင်ချောတယ်ခင်ဗျပြန်ဝင်ဝင်နေရတော့ကျွန်တော်တို့အခုပေါ့နော်ဟိုအားလုံးကချစ်ချစ်ခေခင်ပါပဲအပြင်ဆိုင်နေဘယ်လိုရှိလဲဆိုတော့ပြင်ဆိုင်မှုကတော့ရှိတယ်ခင်ဗျဆိုရှယ်မီဒီယာမှာလည်းကျွန်တော်တို့ပြင်ဆိုင်မှုရှိတယ်အပြင်မှာကြာလို့ရှိရင်လည်းအဲဘယ်လိုပြောမလဲတရက်ကိုတရက်တစ်ခါလေကြောက်ရှင်ဩတိတ်လို့ရှိရင်အဲနေကောင်းလားဗာညာပေါ့ဒါကြီးပြင်ဆိုင်ညာမျိုးရှိလားဆိုတဲ့ခါကျတော့စိတ်ထဲမှာတော့ပြင်ဆိုင်နဲ့အပိုင်းတွေရောရှိရင်ရှိလိမ့်မယ်ဒါပေမဲ့အပြင်မှာတော့ကျွန်တော်ထုတ်မပြရကြပါဘူး ကျွန်တော်လာပေးချင်လောကထဲမှာလည်းကျွန်တော်တကယ်လို့ပေါ့နော် winner ပါညာပေါ့နော် placement တစ်ခုရခဲ့ရင်ကတော့ကျွန်တော်ဆက်သွား season ရှိပါတယ်ခင်ဗျာတကယ်လို့ပေးချင်လောကမှာမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်လုပ်နေကြလို့တဲ့ professional DJ လောက်ကိုကျွန်တော်ဆက်လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော် acting ဘက်ကိုကူကူဖို့ရှိပါတယ်ခင်ဗျာအဲ့လိုမျိုးတော့မရှိပါဘူးခင်ဗျာတကယ်လို့အဲ့လိုပွဲတွေပါပါတော့ရဆိုလို့ရှိရင်ဒါ just just a moment မှာအခိုက်အတန့်တစ်ခုပါပဲခင်ဗျာသူအချိန်တန်လို့ရှိရင်တော့ပြင်ရောက်လာမှာပါအားလုံးကနောက်ထပ်ပါလေးဆက်လုပ်ဖို့ရှိမလဲဆိုတော့နောက်ထပ်ကြောက်ရှိရင်ပေါ့နော်ကျွန်တော်ကျွန်တော်အနေနဲ့ပေါ့နော်အတိတ်အတိတ်အတိတ်ထက်အရာတွေကိုချပြဖို့ရှိပါတယ်ခင်ဗျာကျွန်တော်နေကနေ ရဆိုကျွန်တော်အင်္ဂါတငယ်ချင်းဟောင်းနေမိတ်ဆွေဟောင်းနေရတော့အမြင်နဲ့အားပေးကြပါတယ်ခင်ဗျာတော်တော့ကျွန်တော်မက်ဆေ့ချာမှာလာလာစရတယ်ခင်ဗျာနောက်တစ်ခါမေးရင်တော့မဖြေနဲ့တော့တွေပါတယ်ဟုတ်ကဲ့ပါအာကျွန်တော်တော့ light up ဖတ်တယ် light ဖတ်ပြီးပြုံးဝင်ပြုံးမိပါတယ်တခြားဟာမျိုးတော့အမျိုးအရင်ကြီး emotion နဲ့ဖြစ်တဲ့အထဲတော့မပါပါဘူးငိုကိုရလူကစိတ်မာတဲ့လူတယောက်ဆိုတော့လေကျွန်တော်လာနောက်ပိုင်းကျွန်တော် shooting လေးတွေပို့ရှိတယ်ကျွန်တော်နောက်ပိုင်းတချင်းလေးတွေလုပ်ဖို့ရှိတယ်ပေါ့နော် shooting shooting နေဆိုရင်ကျွန်တော် overseas မှာလုပ်ဖို့ရှိတယ်အများကြီးပါပဲခင်ဗျာရှိတော့ရှိပါတယ် plan တွေကတော့ကျွန်တော်အပေးတယ်သူတယောက်ချင်းစီတိုင်းကိုကျွန်တော်ဒီကနေအထူးကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးပါခင်ဗျာ